မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်တင်းဆောင်ကနေတင်ဆက်ပေးမှာကတော့တရုတ်ပြည်သူတမရနိုင်ငံမှာ၁၄ချိန်မြောက်လူဒဏ်နဲ့ Operation Warren 95လုံးနဲ့ Modular Prefabricate House 1800လေးလုံးတို့အားလွှဲပြောင်းလက်ခံနေတဲ့ဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့တဲ့မန္တလေးမြင်းကလင်းကြီးကြောင့်ပြည်လဲထူထောင်ရေးကိစ္စများအတွက်တရုတ်ပြည်သူတမရနိုင်ငံမှာလူဒဏ်နဲ့ Operation Warren 95လုံးတင်ဆောင်လာတဲ့ MTT Spanker တင်မောဟာ မေလ12ရက်ည6:30နာရီမိနစ်30နဲ့ Modular Prefab Brigade House 1800လေးလုံးတင်ဆောင်လာတဲ့ Southern Vegetable တင်မော်ဟာမေလ13ရက်ည6:38နာရီမိနစ်ကတိလဝ MITD စေကန်သို့အတိအသရောက်ရှိကြောင်းသိရပါဗျ။အဲ့ဒီလိုရောက်ရှိလာတဲ့ Operation Run 95လုံးနဲ့ Modular Prefab Brigade House 1800လေးလုံးတို့အားမေလ14ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများနိုင်ငံခြားရေးဝင်ကြီးဌာနမဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှတာဝန်ရှိသူများကျန်းမာရေးဝင်ကြီးဌာနပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများမြမမီရထားမှတာဝန်ရှိသူများလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝင်ကြီးဌာနဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများတန်လင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များတာဝန်ရှိသူများဟာတရုတ်တန်ယုံမှစီဝါရေးတန်မှုမစ္စတာဥယျံတာဘင်ထံမှတိလဝါစေကန်တွင်၁၄ချိန်မြောက်လွှဲပြောင်းလက်ခံကြကြောင်းသိရပါသည်အစိုးရရောက်ရှိလာတဲ့ Operation Ron 95လုံးအားကျန်းမာရေးဝန်ကြီးဌာနမှငလင်ဘေးတင်ဒေတာများသို့ပို့ဆောင်သွားမှာဖြစ်ပြီး Modular Prefabricate House 1800လေးလုံးတို့ကို Southern Vajra တင်မောပေါ်မှာအကုန်တင်ကားပေါ်သို့ကရင်းဖြစ်ချနေတဲ့အခြေအနေများအား၎င်း ငလင်ဘေးသိမ့်ဒေတာများတို့ရန်ကုန်တိုင်းဒေတာကြီးမှမြမမီရထားဖြင့်တည်ယူပို့ဆောင်နိုင်ရေးကုန်တင်ကားပေါ်မှယထားတွဲဖို့သူကရင်းဖြင့်တင်ဆောင်နေတဲ့အခြေအနေများအား၎င်းရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့အဖွဲ့ကအလှည့်လေကြည့်ရှုခဲ့ပြီးလူဝက်တီများကိုပေါင်းဆက်ညီနိုင်ဆောင်ပေးကြောင်းသိရှိရပါတယ်။တရုတ်နိုင်ငံဟာမြမငလင်ပြည်အတွက်မူလကရွှန်တန်းတရားကိုညီမဲလို့ကနအူးကြေညာခဲ့တော်လဲဧပြီ၁၀ရက်တွင်မူရွှန်တစ်ပီလီယံထပ်မံလှူဒန်းမယ်လို့ကြေညာခဲ့ပါတယ်။ အဆိုပါထပ်တို့အကူအညီတွင် လောင်စာဆီနှင့်အသင့်တက်စင်ရန်အိမ်အပါဝင်အရေးပေါ်လူသားချင်းစာနာမှုတဘောင်းဝပေးကယ်ဆယ်ရေးအကူအညီတင်များပံ့ပိုးပေးသွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပြပူလာတာပါ